ဟဲ့ကောင်နယ်လပိန်းတို့မင်းဟာမျက်နှာဖြူကာပြားကောလိကျောင်းသားနဲ့တူပါရဲ့ဒါကြောင့်အတုံးမကျဖြစ်နေတာကိုလို့ထိုသူကပြောလိုက်ရာပက်ထရစ်ကအောက်မှနေ၍တင်းတဲအော်ဟစ်ညင်ညူနေရမှငါလိုရာဇဝဝန်ထောက်သားကောလိကျောင်းသားအုံများမင်းလိုသံတော်စားဟုကျုံးဝါလိုက်ရာထိုသူကငါသံတော်စားပဲထားပါတော့မင်းလိုတောင်မြောက်တောမြောက်ကောင်မပြောနဲ့ကို့လူ better a living burger than a british empire တဲ့ကွာထိုအင်္ဂလိပ်စကားဤအိဗယ်မှာတည်နေသောဘုရင်အီဂရစ်မင်းထက်အသက်ရှင်လျက်ရှိသောတရောင်းစားကပို၍တန်ဖိုးရှိသည်ဟု၍ဖြစ်ပါတယ်ထို့နောက်ထိုသူကဆက်၍ပြောပြန်သည်မှာသူများခြေထောက်အောက်ကိုရောက်နေတဲ့မင်းလိုကောင်ထက် သူများရင်ဘက်ပေါ်ခြေထောက်တင်နိုင်တဲ့ငါလိုလူကပို့ပြီးဟန်ကြရဲဆိုရင်မင်းအနေနဲ့ညင်းမလားဟမ်နယ်လဘိန်းတော့ ဒီကတော့ကောလိပ်ကျောင်းသားပေါ့စမနှူးမနှက်ကလေးမှချမ်းသာပေးလိုက်မယ်ထိုးသူသည်အထက်ပါတိုင်းပြောဆိုပြီးနောက်သူ၏နေရာ၌ထိုင်၍ဆေးပြင်းလိပ်ကိုခဲကာမျက်စိမိတ်ရဲ့စိန်ကြနေပါတော့တယ်ထိုးကပက်ထရစ်သည်လည်းလဲ၍နေရာမှထပြီးထိုးသူအားထပ်မံ၍ထိုးချိန်မီဟုကြံတော်လဲအေးဆေးစွာထိုင်၍နေသော ထိုးသူကိုမြင်လင်မိမိနှင့်ထိုးချိန်ဖို့ကိစ္စလောက်ကိုဤသူသည်အရေးကြီးခွင့်ကျယ်လို့၍စဉ်းစားပွဲရမလိုအောင်သူ၌ ထိုးချိန်မှုအတက်ပညာနှင့်ပတ်သက်၍ပြည့်စုံနေကြောင်းကိုရိပ်မိပါတော့တယ်။ယခုချိန်၌လည်းအကယ်၍မိမိကတိုက်ခတ်ခဲ့ပါမူအသက်ကိုပင် ချမ်းသာပေးကောင်းပေးပါတော့မည်ဟုစိတ်၌တွေးရင်းငြိမ်၍ထိုင်နေပါတော့တယ်။ထို့နောက်၎င်း၏စိတ်၌ငါသည် high school နေစဉ်ကပင်ငွေဗလာငွေစလဲစသည်တို့မကြာခဏစစ်ကူးခဲ့တဲ့ဘောက်ဆင်ချန်ပီယံတူဦးဖြစ်ပါလေဒီလိုအဆုပ်ပလုတ်ကောင်ဘာလို့မထိုးသက်နိုင်ရတာလဲဟု ွေးတော်နေမိပါတော့တယ်။ထို့သောတွေးမိသည့်တခဏ၌မိမိကိုမိမိမကျေနပ်ဖြစ်ကကလထိုင်နောက်မီအားလက်သီးဖြင့်တတိုင်းတိုင်းထိုးပါတော့တယ်။နလဘိန်းတို့ကဘောက်စားသမားနဲ့တူတယ်။ဘေနှချက်ညာတစ်ချက်ဝမ်တူးထိုးလိုက်ပုံမှာမဆိုးဘူး။ထိုးသူကမျက်စိမဖွင့်ပဲပြောလိုက်ပါတယ်။ဟုတ်တယ်။ကျိုးက high school မှာရော college မှာရောဘောက်စားချန်ပီယံရဘူးတယ်။ကျိုးဝိုင်းထဲမှာကျိုးရဲ့လက်သီးစာမီလို့နှာနဲ့ယူရသူတွေမနည်းဘူး။ ထို့သောပက်ထရစ်ကပြောလိုက်ရာကျိုးဝိုင်းထဲမှာတော့ကို့လူကချန်ပီယံပဲအပြင်မှာတော့ကျုပ်ရဲ့ချောရအောက်မှာပဲဒါဟုသဘောပေါက်စမ်းပါစာသင်ခန်းဆိုတာကျင်းကျင်းလေးလောကကြီးကအကျယ်ကြီးတိတ်กว่าတယ်တိတ်กว่าတယ်ကို့လူကို့လူကကောလိပ်ကျောင်းကျင်းကျင်းလေးတွေကလက်ဝိတ်သမားနည်းနည်းလေးပေါ်မှာဘိုးဆွဲတာနဲ့လောကကြီးတစ်ခုလုံးမှာတွေ့တဲ့လူကိုလက်သီးစာကျွေးနိုင်မယ်လို့ထင်နေတာကိုမရဘူးကို့လူမရဘူး အေးအေးဆေးဆေးထိုင်ပြီးဘယင်ခံစည်းရဲ့ရထားရဲပေါ်မှာဇင်ရှိရှိလိုက်စမ်းပါကိုလူရကျုပ်ကကိုလူအညစ်ကြေးကောင်လို့ခေါ်လို့တိတ်ပြီးစိတ်ဆိုးသွားတာကိုဟဲဟဲစိတ်မဆိုးပါနဲ့ကိုလူရကျုပ်ကိုဘယင်ခံစည်းရဲ့တွဲပေါ်မှာတွေးလိုက်ရတော့ကိုလူရဲ့စိတ်ထဲမှာမနာလိုဖြစ်သွားတယ်အမြဲထွက်သွားတယ်တဝင်းတို့ွားတယ်ကျုပ်ကိုရထားပေါ်မှာမလိုက်စေချင်တဲ့စိတ်တွေဖြစ်သွားတယ်မလာတရားတွေကျုပ်ပြောတာမရှင်း ဥဒရာဝေဘင်းပါဠိတော်မှာကြည်ပြီးတော့ကျုပ်ကဒါကြောင့်ကိုလူအညစ်ကြီးကောင်လိုခေါ်လိုက်တာပက်ထရစ်လည်းထိုသူအားတရားစွာပြန်၍ကြည့်မိရာဒီလူကစာတတ်ပေတဲ့တရောင်းစားပဲလို့စိတ်ကအောင်းမိမိပါတော့တယ်ကျုပ်လည်းကိုလူကိုယံမမှုကိုလူလည်းကျုပ်ကိုယံမမှုနဲ့အေးအေးဆေးဆေးသွားကြအောင်ပါ Come on take your seat ထိုင်စမ်းပါလို့အင်္ဂလိပ်လိုပြောလိုက်ရာပက်ထရစ်ဤစိတ်၌ သထောင်းစားအင်္ဂလိပ်လိုလဲတတ်တာဟုဟုအန်ဩကပါဇက်ဟောင်းသားဖြစ်၍နေပါတော့တယ်။ဘာလဲကိုလူကကြုတ်လို့အနှုတ်ဆုတ်ကုတ်ဆုတ်ကောင်ကအင်္ဂလိပ်စကားပြောလို့အန်ဩနေရတာ။ဘာစမ်းလို့လဲအင်္ဂလိပ်စကားသင်ရင်တတ်တာဗော။ကြုတ်လို့အနှုတ်ဆုတ်ကုတ်ဆုတ်ပဲဖြစ်ဖြစ်ကိုလူလို့အရာရှိသားပဲဖြစ်ဖြစ်သင်ရင်တတ်တာဗောလို့ထူထူကပြောလိုက်ပါတယ်။သင်ရင်တော့တတ်တာဗောဗျာ။ခမားလူသထောင်းစားတယောက်က အင်္ဂလိပ်စကားကိုသင်ထားတယ်ဆိုတော့အံ့ဩမိလို့ပါကျုပ်လေးလာထားတဲ့အတတ်ပညာထဲမှာအင်္ဂလိပ်စကားပြောတဲ့အတတ်ပညာရယ်စပိန်စီးတဲ့အတတ်ပညာရယ်မော်တော်ကားမောင်းတဲ့အတတ်ပညာရယ်ကအလွယ်ကူဆုံးပညာတွေပဲအခက်ဆုံးပညာတွေကဘလို့ပညာမျိုးကိုသင်ဘူးလဲအခက်ဆုံးပညာကလိမ့်နေပညာကွာအဲ့ဒါကလူမှုဝိဇ္ဇာပညာတစ်မျိုးပဲသင်လို့လည်းမရဘူးသင်တဲ့အကြောင်းလည်းမရှိဘူးကောလိပ်လည်းမရှိဘူး အလွန်ခက်ခဲတဲ့ပညာပေါ့ကို့လူရလိန်နေပညာဟုတ်လားအေးလိန်နေပညာအခက်ဆုံးအဖိုးတန်ဆုံးပဲကွဟင်အဖိုးလေးတန်တယ်ဟုတ်လားကဲကဲငါမင်းကိုမင်းမယ်အခုမင်းเจ้าနေရင်နောက်ဆုံးဘယ်ထိတက်မှာရောစာမေးပွဲတွေဇက်တိုက်အောင်သွားလို့နောက်ဆုံးနှစ်ပြီးသွားတဲ့အခါကျရင်ကျုပ်ဟာဘီရီတယောက်ဖြစ်မယ်ကဲကောင်းပြီကို့လူမင်းမယ် အဲ့ဒီ BA ဆိုတဲ့ပညာကိုအင်္ဂလိပ်အစိုးရဖြစ်စေတခြားသူတဦးကဖြစ်စေလာကပေးပြီးမခိုင်းဘဲနဲ့အဲ့ဒီပညာကိုအသုံးချတတ်ပါမလားထို့သို့မေးလိုက်ရာပက်ထရစ်လည်းအနေငယ်မြစဉ်းစား၍တွေးဝေသွားပါတယ်မစဉ်းစားနဲ့ကို့လူအဲ့ဒီပညာနဲ့လာကစားတာမလုပ်ရင် အသက်မွေးဖို့မလွယ်ဘူးသူ့ကိုသုံးလို့ရရင်နေရာတော့ရှိရဲ့မင်္ဂလာဆောင်ရင်နာမည်နဲ့တွဲပြီးထည့်ဖို့ရယ်တည်တဲ့အခါမှာမှတ်တိုင်မှာရေးဖို့ရယ် ပြီးတော့မြန်မာလိုပြောလို့ရရတာနဲ့အင်္ဂလိပ်စကားလေးညှက်ပြီးပြောဖို့ရယ်လူရှိမှအင်္ဂလိပ်သတင်းစာအင်္ဂလိပ်ဂျာနယ်စာအုပ်ကိုခက်ကြွကြွကြင်ဖို့ရယ်အဲ့ဒါတော့တော့သုံးဝင်ပါတယ်ခင်ဗျားတော့အထက်တန်းစားအရာရှိအရာခံတွေကိုနှိမ်ဖို့မွေးလာတဲ့သူထင်ပါရဲ့ထို့သောပက်ထရစ်ကပြော၍သူ၏ secret ဘူးလေးကိုထုတ်ကာ secret တလေးကိုမိကြီးရှိုက်ခွာလိုက်ပါတယ်음ဒီလိုလည်းမဟုတ်ဘူးကိုလူကကျို့ဟာစိတ်သေးရှိတော့ဘွင်ဘွင်ပြောတတ်လို့ပါ ကို့လူနဲ့ကျုံနဲ့အခက်မသိလို့ဖြစ်တာကိုမေးလိုက်ပါကျုံနာမည်လည်းမှတ်ထားပေါ့ပုံညလို့ခေါ်တယ်ကျုပ်ကလည်းမှတ်ထားပါကျုံနာမည်ကပက်ထရစ်လို့ခေါ်တယ်ရာဇဝဝန်တော့မစ္စတာဖော့စတာရဲ့သားပါဩဩမစ္စတာဖော့စတာဆိုတာအရင်ကတရားသူကြီးလုပ်ဘူးတယ်မဟုတ်လားသူ့မိန်းမမစ္စစ်မာဂရက်လေခမရကျုပ်ရဲ့ဒေဒီနဲ့မမ်မီကိုသိနေတာကိုပြန်၍ပြောလိုက်ပါတယ်တိတာပေါ့ကွာတိတာပေါ့ ။ဤသို့နှင့်ပင်မိရထားကြီးလည်းဘကိုးဘူတာသို့ဆိုက်ရောက်ပါတော့တယ်။ပက်ထရစ်သည်လည်းကိုပုံညခေါ်စုံတုံနှုံချလာသောထိုသူအားနှုတ်ဆက်၍မိမိတွဲရှိရာစီသို့ပြောင်းရွှေ့သွားပါတော့တယ်။ကိုပုံညလည်းပက်ထရစ်ကြောပြင်အားကြည့်ရှုရင်းရွှေဘူသူမြမာမစစ်စစ်မစ္စစ်မာဂရက်ရဲ့သားမြမာတစ်ပိုင်းအင်္ဂလိပ်တစ်ပိုင်းဘုံမဟုတ်ပတ်မဟုတ်တဲ့လူသေးလူမွားကလေးပက်ထရစ်ငါနဲ့တွေ့လိုက်တာမင်းအဖို့တော့ ထညာခဲခွေးရခံရသလိုပုံစံမပြတ်ပဲလုံးပွားပါဖို့အစပြုတာပဲမင်းဘဝအဆုံးရဲ့အစကိုစတင်ခြင်းဖြစ်လိမ့်မယ်ထို့သို့အတိတ်ပဲရသော အောက်ပါအင်္ဂလိပ်စကားကိုပြောလိုက်ပါတော့တယ် It is the beginning of the end တနေ့တနိုင်မော်လမြိုင်မှရန်ကုန်သို့ခုံမောင်းလာသောရထားရဲဘော်တွင်အသက်အရွယ်အားဖြင့်30ခန်းရှိသောရုပ်ရည်ချုံမောသည်ဟုမဆိုနိုင်တော်လဲအသားဖြူခြင်းမျက်လုံးကောင်းခြင်း ်ကိုလုံးကိုပေါက်လှခြင်းအထူးသဖြင့်မိုးမောက်နေသော တင်သားရှိခြင်းတို့ကြောင့်ဖွင့်ရမပြောဘဲလျက်မော်လမြိုင်သူတို့ဖြစ်ကြောင်းသိသာနိုင်ပါသည်ထိုမိမနှင့်အတူအသက်90ကျော်မိမကြီးတို့တို့သည်မျက်နှာချင်းဆိုင်ထိုင်လျက်လိုက်ပါလာခဲ့ကြပါသည်အသက်90ကျော်မိမကြီးကမော်လမြိုင်သူရေစင်းကားကြီးအားတစ်ချက်မျှကြည့်ပြီးလျှင်ဆက်လက်၍ကြီးရှုခြင်းမပြုတော့ပေအင်္ဂလိပ်မှများဈေးဝယ်ရ၌ကိုင်းလေးရှိသောတစ်သားကိုင်းတဲ့ပတ်တူလက်ဆွဲအိတ်အတွင်းမှ အင်္ဂလိပ်ဝတ္ထုစာအုပ်တို့ကိုထုတ်၍ဖတ်ရှုနေပါတော့တယ်။ထို့သောဖတ်ရှုနေရာမှာ secret တန်ဖိုးကိုထုတ်ကာ secret ကိုစင်စွဲဆွတ်တံဖြင့်ဆွ၍လက်၌ဟန်ဘာဘာညက်ကာ secret တောက်၍နေပါတယ်။ထိုမိမကြီးအားမော်လမြိုင်သူကကြည့်၍အ깨ခတ်ပြီးနောက်ဘိုးကတော်ကြီးဖြစ်မှာပဲလို့စိတ်တွင်းမှမှတ်ချက်ချမိပါတယ်။အတော်ကြီးရမူမိသူတစုံတစ်ယောက်ကိုမှစိတ်ဝင်စားခြင်းမရှိကြည့်၍လည်းမကြည့်မိမိနှင့်အဖက်တန်သည်ဟူ၍လည်းထင်မှတ်ပုံမရသည့်အလျောက်အင်္ဂလိပ်စာရေးဆရာကြီး ဆာဝဒါစကော့ရေးသည့်အဆောင်လက်ဖွဲ့အမည်ရှိသောဝိထု၌သာစိတ်ကိုနှိမ့်မြုပ်လျက်ဖတ်ရှုနေပါတော့တယ်။ယထာသည်လည်းဘုရားတခုသို့ဆိုက်ရောက်လင်းဈေးတယ်များကဗရင်ပေါအနီးသို့ရောက်လာ၍အော်ဟစ်ရောင်းချသဖြင့်ခီးတယ်များသည်လည်းသူ့ထက်ငါအလူရဲ့ဝယ်ယူစားတောက်နေကြပါတယ်။ထိုကာ၌အတော်ကြီးနှင့်မော်လမြိုင်သူရှိရှိနေရာလက်မှလာရောက်၍ဗရင်ပေါတွင်ဈေးဝယ်ကြသဖြင့်ဒေါ်ကြီး၏ခြေထောက်နှင့်မော်လမြိုင်သူ၏ခြေထောက်ကိုခီးတယ်များကတိုက်မိကြပါတယ်။ ထို့သောတိုင်းပြည်သည့်အခါ၌မြမဆန်သော မော်လမြိုင်သူက ကိုကလေးရိုး၍ပေးတော်လဲဘိုးဆန်သောဒေါ်ကြီးမှမူသူ၏ခြေထောက်ကိုတိုင်းပြည်သည့်အတွက် damage bloody စသည့်အင်္ဂလိပ်ဘာသာဖြင့်ဖေတော့မောင်တော့ဆဲဆူနေပါတော့တယ်။မိရထားထွက်သည့်အခါ၌ခီးစဉ်များသည်လည်းမိမိတို့ဝယ်ချမ်းခဲ့သောအစားအသောက်များကိုစားကြပါတော့တယ်။ထိုအခါ၌မော်လမြိုင်သူကသူ၏ချိန်ချင်းအတွင်းမှဓပူးကိုထုတ်၍ကော်ဖီကိုငှဲ့၍ပေးပါတယ်။ထို့သောကော်ဖီငှဲ့နေစဉ် ဘူဇံသောအတော်ကြီးကိုလှမ်း၍ကြည့်လိုက်ရာအတော်ကြီးနှင့်အကြည့်ချင်းစုံမိသွားသဖြင့်ကော်ဖီခွက်ကိုအတော်ကြီးဘက်သို့ထိုးပေးရင်းကော်ဖီသုံးဆောင်ပါအောင်အန်ဒီလို့ချိုသာသောအတန်ဖြင့်ပြောလိုက်ရာဘူဇံသောအတော်ကြီးက No thank ကျေးဇူးတင်ပါတယ်မတော့ပြရစီနဲ့လို့အင်္ဂလိပ်ဘာသာဖြင့်ပြန်၍ပြောလိုက်ရာထိုအခါမော်လမြိုင်သူကအန်ဒီနေမပူဘူးလားတကားလေးပိတ်ပေးပြရစီလားထိုတို့ပြောပြီးနောက် အတော်ကြီးကိုတရှမ်းပေါ်သို့ကြားရောက်နေသော နေရောင်ကိုကာကွယ်ပေးရန်ကော်ဖီခွက်ကိုချ၍တကားကိုပိတ်ပေးလိုက်ပါတယ်။ထိုအခါဘူဇံသောဒေါ်ကြီးကမင်းရဲ့ကျင်နာမှုတက်ကျေးဇူးတင်ရမှာပဲလို့အင်္ဂလိပ်လိုပြန်၍ပြောလိုက်ပါတယ်။ဤသို့နှင့်ပင်ဘူဇံသောဒေါ်ကြီးနှင့်မော်လမြိုင်သူတို့သည်ခင်မင်ရင်းနှီးသွားကြပါတော့တယ်။ထို့သောခင်မင်ရင်းနှီးသွားသည့်အခါ၌ဘူဇံသောဒေါ်ကြီးကမြန်မာမကျအင်္ဂလိပ်မကျစကားများဖြင့်ပြောဆိုပါတော့တယ်။လောလောအကူကတော့ အထက်တန်းကျတဲ့လူတွေအတွက် special အတွဲတွေပါတယ်ကွအခုတော့အဲ့ဒီအတွဲတွေမပါတော့ဘူး open to all ဖြစ်သွားတာပေါ့ကွဒါမဲ့ယူရိုလိုရင်ကျေးတဲ့လူနဲ့ထိုင်ကုန်ချင်းမျက်နှာချင်းဆိုင်လာပြီးကြတာတော့ဖျားသခင်ရဲ့အလိုတော်တိုင်းပေါ့ကွထို့သောအတော်ကြီးကပြောလိုက်ရာမော်လမြိုင်သူကလည်းဟုတ်ပါရဲ့အန်ဒီနွေရတော့တက်ကြီးရွယ်ကြီးတွေနဲ့လန်ခီးမှာစုံစည်းလို့ပြုစုခွင့်ရတော့ကိုပဲဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်လို့ချိုသာသောအတန်ကလေးဖြင့်ပြောလိုက်ရာဒေါ်ကြီးက ယူနမေကຫນွေတဲ့လားလို့ဆက်စုလိုက်မိပါတယ်။မော်လမြိုင်သူကသူ့ဤသွားဖြူဖြူများကိုပေါ်သည့်အထိပြုံးလိုက်ပါတော့တယ်။ဟုတ်ပါတယ်။ညာနင်းຫນွေပါလို့ပြန်၍ဖြေပြီးနောက်ပြုံးလိုက်မိပြန်ပါတယ်။ညာနင်းຫນွေဤစိတ်၌ဤတော်ကြီးကလွန်စွာမှပင်ဘိုးဇံသောအတော်ကြီးဖြစ်ပေသည်။ထို့ကြောင့်ဘိုးအင်္ဂလိပ်တို့ဤထုံးစံအတိုင်း ဂျားတွင် introduce ခေါ်မိတ်ဆက်ပေးမိသူမရှိပါကမိမိနှင့်တည်ကျွမ်းခြင်းမရှိသူအားအဖက်လို့၍စကားပြောမိမဟုတ်ကြောင်းရိပ်မိပါတယ်။တို့ရာတွင်ယခုခါ၌ယူနမယ်ကနွယ်တယ်လားလို့မိ мян ဆက်စုလိုက်ခြင်းအတွက်ညာနှင်းနွယ်သည်ဝမ်းသာ၍သွားပါတယ်။ဆက်စုခြင်းအလုံးမှာမြမဆန်ခြင်းတစ်မျိုးဖြစ်ပေရာဘိုးဆန်သောအတော်ကြီးတဦး၏တရံ၌မြမဆန်သောအမှုရာများ ပေါ်ပေါက်လာခြင်းကိုညာနှင်းနွယ်အနေနဲ့ဝမ်းမြဝမ်းသာဖြစ်နေမိပါတယ်။ယူနေတော့မော်လမြိုင်မှာပဲနေရလား။ ဟုတ်ပါတယ်။နှွေကမော်လမြိုင်မှာပဲနေရတယ်။ဖေဖေကတော့ရန်ကုန်မှာပါ။နှွေမှာမမေမရှိတော့ပါဘူး။ဒါကြောင့်နှွေမမေအရွယ်အတော်ကြီးတွေကိုတွေ့ရင်နှွေကတိတ်ပြီးဝမ်းသာတာ။နှွေရဲ့ဒေဒီကဘယ်မှာပါလို့တာတော့။ဖေဖေကရန်ကုန်မှာပွဲရုံလုပ်ပါတယ်။တလတစ်ခါနှစ်ခါလောက်တော့နှွေစီကိုဖေဖေကလာတတ်တယ်။ရန်ကုန်စတေရှင်မှာတော့နှွေဒေဒီကလာကြမှာပေါ့နော်ဟုတ်ကဲ့ရှင် ဖဖေလာကြိုမှာပါအေးယူကလည်းဒေဒီလာကြိုနေမယ်အိုင်ကလည်းပက်ထရစ်ကလာကြိုနေမယ်ပက်ထရစ်ဆိုတာကအန်တီသားလေးပါယူကလည်းဒေဒီနဲ့တွေ့ကျင်လာပြီအန်ဒီကလည်းသားလေးနဲ့တွေ့ကျင်လာပြီအေးယူတို့အိုင်တို့ဝင်းမန်းတွေကတူးမဟုတ်တူးပေါ်မှာတန်ရောစင်တွေတွင်နေကြတာလားလို့အတော်ကြီးကပြန်ပြီးပြောလိုက်ပါတယ်ထိုအခါညာနင်းတွေကအန်ကေကလာမကြိုဘူးလားလို့မေးလိုက်ရာ အတော်ကြီးက မရှိရတော့ပါဘူးကွယ်အန်ဒီဒါလင်ကရာဇဝတ်ဝန်တော်တူဦးပေါ့ကွယ်ထို့သို့ပြောကမိမိခင်မွန်အားသတိရလာပြီးညလုံးများရီဝေက မျက်ရည်များဆူ၍လာပြီးလင်နှစ်ဖူးနှင့် ပခုံးဆွန်းများကိုကြက်ချိတ်ကတဲ့လက်ဖြင့်တုပ်၍ခရစ်ယာန်ဖျားရှိခိုးနီအတိုင်းရှိခိုးလိုက်ပါတယ်ဤသို့နှင့်ပဲမော်လမြိုင်သူမြန်းနှင်းတွင်နှင့်ဘိုးဆန်သောအတော်ကြီးတို့မှမော်လမြိုင်ယထားပေါ်၌ခင်မင်ရင်းနှီးခဲ့ကြပါတော့တယ်ဘိုးဆန်သောအတော်ကြီး၏အမိမှာ ဒေါ်မာဂရက်ဟု၍သိရပါဗျ။ရန်ကုန်ကိုညံပူဇာသို့ရောက်လင်ညနှင်းတွင်မှလည်းဖခင်ဖြစ်သူလာရောက်ကြုံနေသဖြင့်ဒေါ်မာဂရက်ကြီးအားနှုတ်ဆက်ကယထားပေါ်မှဆင်းလာခဲ့ပါဗျ။ယူကတော့ယူတယ်ဒီလာကြုံလို့ OK သွားပြီ။အရာတော့ ပက်ထရစ်တဖူးကိုစောင့်အောင်မယ်။ဒေါ်မာဂရက်ကြီးကအင်္ဂလိပ်တခွန်းမြန်မာတခွန်းဖြင့်ပြောဆိုလိုက်သဖြင့်မြန်နှင်းတွေကပြုံးလိုက်မိပါသေးသည်အထပ်ပါဖြစ်ဖြစ်များဖြစ်ခဲ့ပြီးနောက တနစ်ကြော်ကြော်ခန့်ကြာသည့်အခါအင်းစိန်ဂျိုကုန်းရက်ကာလန်နီးရှိလွန်စွာခမ်းနားသောဘဝင်ကြီးဤတွင် မော်တော်ကားတစ်စီးဟာလာ၍ရပ်ပါတယ်။ကားပေါ်မှလုံကြီးပေါ်လာမိမတို့သည်ခြံတကားဝစီတို့ရှောက်သွားပြီးနောက်လူကော်ခေါင်းလောင်းဂျိုးကိုလှုပ်ရမ်းလိုက်ပါတယ်။ထို့သောလှုပ်ရမ်းပြီးနောက်အင်းဤပဝင်းကျင်အခြေအနေကိုအကဲခတ်ကြည့်ရှုမိလျာထိုအင်းကြီးမှာခြံဝင်းကျဲကြီးအတွင်း၌ခံညားစွာဆောက်လုထားခြင်းဖြစ်ပါတယ်။ခြံဝင်းအတွင်း၌စိုက်ပျိုးထားသောတရက်ပိန်းနေအုံစိန်ပန်း စသောအပင်တို့၏အရေးများသည်ခြံကြီးတစ်ခုလုံးနှင့်အိမ်ကြီးကိုကောင်းစွာအရေးရစေညုံရမကလမ်းပေါ်သို့အရေးရနေသဖြင့်အင်းစိန်ဈေးသို့ဈေးရောင်းသွားကြသောဈေးတွေများနှင့်အင်းစိန်ဘူတာသို့သွားကြသောခီးတွေများသည် ထိုအိမ်ကြီး၏အရှိလမ်းပေါ်၌အရေးခိုနားလေရှိပါသည်ထို့သောနားနေစဉ်၌လည်းအိမ်ကြီးစီမှအင်္ဂလိပ်တပြားဖွင့်တံကိုဖြစ်စေပီယနိုတီးတံကိုဖြစ်စေကြားရတမြဲဖြစ်သည့်အပြင်တခါတည်းရန်အိမ်သားချင်းချင်းတူးနှင့်တူးဘိုးလိုပြောဆိုသံများကိုပါကြားရတတ်သဖြင့် ထိုပတ်ဝန်းကျင်မှာလူအများကထိုအိမ်ကြီးအားဘိုးအိမ်ကြီးဟု၍ခေါ်ဆိုကြပါသည်။ခြံဝတွင်ရက်လျက်တောင်မြောက်လေးပါးကိုကြည့်ရှုလျက်ရှိသောမိန်းမပြိုကလူခိုခေါင်းလောင်းကိုထက်၍လှုပ်ပါသည်။ထိုခါကျမှပင်ကရင်အစေခံမလေးကထွက်လာပြီးခြံပြင်မှမိန်းမပြိုအားပါလဲဟု မေးလိုက်ပါသည်။ထိုကမိန်းမပြိုကအင်ရှင်နဲ့တွေ့ကျင်လို့ပါထို့သူပြောလိုက်ရာအစေခံကရင်မလေးသည်လည်းပြန်၍ထွက်သွားပြီး တည့်ရပင်အောက်ဂျင်ဂလထိုင်ကြီးပေါ်၌ထိုင်လျက်ရှိသောအင်္ဂလိပ်မဂဇင်းစာအုပ်ကိုဖက်လျက်ရှိသောအင်ရှင်ဒေါ်မာဂရက်အားအင်ရှင်နဲ့တွေ့ရှင်လို့လို့ခရင်တန်ဝဲဝဲလေးဖြင့်ပြောလိုက်ပါတယ်။ထိုအခါဒေါ်မာဂရက်က "तू ဘာလုပ်လဲ?" "Oh hell." ထို့သောအင်္ဂလိပ်ဘာသာဖြင့်ရေရွံ့ညှိတွားလိုက်ပြီးနောက်အစီကံမာလီအားတကားကိုဖွင့်ပြီးပြောလိုက်ရာအစီကံမာလီသည်လည်း တကားဖွင့်ရေးပေးပြီးမြန်းင်းຫນွေအားဒေါ်မာဂရက်ထံသို့ခေါ်လာပါတယ်။ဒေါ်မာဂရက်ဒီလဲမြန်းင်းຫນွေအားခြေစုံကောင်းဆုံးကြည့်ပြီးနောက် "Oh you lovely girl" မြန်းင်းຫນွေ "I မမိပြီမမိပြီ"ဆေးတော့တနေ့လောက်ကမွန်လမြိုင်ကနေယထာတူစီးခဲ့ကြရဲ့မြန်းင်းຫນွေပဲ။ "I know" တိပြီမြန်းင်းຫນွေထိတ်ကျော်စီထိုင်မားထိုင်မား ်ထို့သို့ပြောပြီးနောက်မြာနှင်းနယ်အား၎င်း၏ရှိမှကျင်းဖြင့်ပြုလုပ်ထားသောထိုင်ကုန်လေးတစ်ခုကိုညွှန်ပြလိုက်ပါတယ်မြာနှင်းတွင်လည်းထိုင်လိုက်ပြီးနောက်ဒေါ်မာဂရကြီးအားအကဲခတ်၍ကြီးရှုလိုက်ရာလွန်စွာဟောင်းနှွေး၍ပေါက်ပြဲနေသောကျင်းကလထိုင်ကြီးပေါ်၌ထိုင်လျက်သူ၏ခြေထောက်ကို ခွေးခြေပုကလေးပေါ်၌တင်ထားသည်ကိုတွေ့ရပါတယ်ညာနှင်းတွင်မျက်လုံးများသည်ဒေါ်မာဂရိတ်၏ခြေထောက်များစီသို့ရောက်ရည်သွားရာဒေါ်မာဂရိတ်၏ခြေထောက်များသည်ရောင်ကန်း၍နေတော်ကိုတွေ့ရပါသည် အနည်းနိုင်လဲ secret door လေးများကို တွေ့ရပါတယ်။တန်ဘူးမှာအကောင်းစားမြင်းတစ်စိတ် secret တန်ဘူးဖြစ်တော်လဲထဲ့သားသည့် secret များမှာဘိန်းစားတမ်းမှဘိန်းစားများလက်၍ရောင်းသောအပေါ်စား secret များဖြစ်နေကြောင်းကိုတွေ့ရပါတယ်။အနည်းတွင်ချထားသောအင်္ဂလိပ်မဂ္ဂဇင်းစာအုပ်ကိုကြည့်မိလိုက်ရာလောလောလတ်လတ်ထုတ်ထားသောစာအုပ်များမဟုတ်ဘဲနှင့်အတော်ကြာကထုတ်ဝေခဲ့သောစာအုပ်ဟောင်းများဖြစ်ကြောင်းကိုတွေ့ရပါတယ်။ထိုကမြန်နှင်းနယ်လဲဘဝင်ကြီးပေါ်၌ အင်တွေရရမွေးတီလျက်ရှိသောဒေါ်မာဂရကြီးအဖြစ်ကိုရိပ်မိသွားပါတော့တယ်။ယူအားလာလေတာလားလို့ဒေါ်မာဂရကပြောပါတယ်။မဟုတ်ပါဘူးအန်ဒီဝင်းလုံတယောက်စီကသတင်းကြလို့လာခဲ့တာပါ။တကယ်လို့ຫນွေကြားတဲ့သတင်းကမှားသွားရင်တော့ຫນွေကိုစိတ်မဆိုးပါနဲ့နော်လို့ညာနင်းຫນွေက စကားအဆပြောလိုက်ပါတယ်။ What's new? ဘာသတင်းလဲလို့ဒေါ်မာဂရကြီးကပြောလိုက်ပါတယ်။ဒီလိုပါဒီအင်ကြီးကိုရောင်းမယ်လို့သတင်းကြလို့ပါ။ ဒေါ်မဂရကြီးကသူ၏ပါဇက်၌လက်ညိုးကိုထောင်လျက်သားကပ်၍တိုးတိုးဟူသောတင်ဂေတာကိုပြပြီးလင်ဘေးဘီကို ကြည်လိုက်ပါတယ်။ထို့သောကြည်ပြီးနောက်ယူချားရဲ့ news ကအမှန်ပဲရောင်းကျင်ပါတယ်။မရောင်းခင်မှာကျွေးရှင်နေကြားသွားရင်အိုင်ဒုက္ခရောက်မှာစို့လို့ please တိုးတိုးပြောပါ။ထို့သောပြောပါတယ်။ဘလောက်နဲ့ရောင်းပါလဲလို့ညာနေနယ်ကမေးပြန်ရာဒေါ်မဂရကြီးက40000 4000ခေါ်ထားတယ်35000ဆိုရင်လည်းအရတော့ရောင်းပါပဲထို့သူပြောလိုက်ရာ0တော့မစစ်တော့ပါဘူး3000ခွဲဆိုရင်နှွေဝယ်ပါမယ်ယူကမော်လမြိုင်မှာမหนีပဲရန်ကုန်မှာหนีတော့မလို့လားဟုတ်ကဲ့နှွေဖေဖေဆုံးသွားပြီးနှွေကပွဲရုံလုပ်ငန်းတွေလုပ်နေရတယ်ဒါကြောင့်ရန်ကုန်မှာหนีဖို့အိမ်ရှာနေတာကလာဝက်လုံမစ္စတာကစ်နာကပြောလို့ဒီအိမ်ကြီးရောင်းမယ်ဆိုတာသိရတာပါ ညာင်းတွေကပြောရာဒေါ်မာဂရက်ကဘိန်းစားစီးဂရက်ကိုထုတ်၍တောက်ပြီးနောက်ဒါလင်ကစိတ်ကြိုက်ဆောက်သွားတာဒီအိမ်ပုံစံကအင်္ဂလန်မေဖေးယားကွာတာကအိမ်တွေလိုမျိုးလေအန်ကေကဘီလက်သွားတာကိုဘီလက်သွားတာမဟုတ်ဘူးဘီလက်သားမှဘီလက်သားအစ်စ်မစ္စတာဖော့စတာတဲ့ရာဇဝုံပေါ့အိုင်တို့ကတော့ဘူဂရောအစ်စ်ဘူဂရောဆိုတာကအိုင်တို့ကိုခေါ်မှမှန်မယ်တချို့ကဘီလက်သားမဟုတ်ပဲအိုင်ရစ်တွေအင်္ဂလိုအိန္ဒိယတွေနဲ့ယူပြီးတော့ ဘူဂရောလို့ခံယူနေကြတယ်။ထိုအခါမြန်နင်းတွေလည်းဘူဂရောဒေါ်မာဂရကြီးကိုကြည့်၍ရည်လဲရည်ချင်းတနာလဲတနာနေမိပါတယ်။အိမ်ဝင်မဲ့ယူရောဒီညဒင်နာပေးမယ်။ထို့သောဒေါ်မာဂရကြီးကပြောလိုက်ရင်မြန်နင်းတွေကထမင်းမစားလို့ကြောင်းကြပြကြကြငင်းရပါတယ်။ထိုအခါဒေါ်မာဂရကအိမ်ထဲကိုသွားရအောင်ဟုဆိုကာအနည်းရှိခေါင်းလောင်းကလေးကိုကောက်ယူ၍ဂလောင်ဂလောင်ဟု ခောက်လိုက်ရာအစီကံမာလေးလေးအပြေးကလေးရောက်၍လာပါတယ်။ အထဲကိုပူဇန်းပါဟုအင်္ဂလိပ်လိုပြောလိုက်ရာအစီကံမာလီယာဒေါ်မာဂရက်အားဂျိုင်းမတွဲ၍အိမ်တွင်းသို့ခေါ်၍သွားရပါတယ်။ညာနှင်းတွင်လည်းအနီးမှလိုက်ပါသွားရပါတော့တယ်။အိမ်တွင်း၌ဟောင်းတွင်းပြက်စီးလျက်ရှိသောအိမ်တော်ပရီဘောကများကို၎င်းပေါက်ပြဲလျက်ရှိသောကော်စောကြီးနှင့်ဟိုတကွက်ဒီတကွက်ဆိုသလိုအကွက်ကြီးများဖြစ်၍နေသည့်အိန္ဒိယန်ကြီးကိုကြည့်၍၎င်းအထေကြီးပြက်ဘိုးရော်တူအဖြစ်ကိုညာနှင်းတွင်တနာမိပါတော့တယ်။ ညနေတွင်လဲအနေငယ်များပြောဆိုပြီးနောက်မနှက်ဖြံကိုစာချုပ်ချုပ်ပါမယ်အန်ဒီငွေလဲခြေပါမယ်ထို့သူပြောဆိုကထောက်ရပြန်ပြီးအလုပ်တွင်ဘိုးကတော်ကြီးကကော်ဖီတောက်ပါအောင်ဟု ဆိုသဖြင့်ပြန်၍ထိုင်ရပါတော့တယ်ဘိုးကတော်ကြီးလဲအစီကံမာလီအားကော်ဖီဖြော်ရန်ခိုင်းလိုက်သဖြင့်အစီကံမာလီသည်နနက်ကကြံသော ကော်ဖီများကို အနေငယ်နှွေး၍ယူလာရပါတယ်ထိုအချိန်၌အိမ်ပေါ်ထက်မှလူရွယ်တို့ပြေးပြေးဆင်းလာရာညနှင်းတွင်အသည်တို့ရောက်လာပါသည် ထိုအခါမြန်ရင်းတွေကထိုလူရွယ်အားဖြတ်ခနဲကြည့်မိလိုက်ပါတယ်။နတ်ပြာရောင်ဘောင်းမီရှိကိုဝေထားပြီးကိုထပ်ပိုင်းကိုဗလာချင်း၍ထားသည့်အသက်20ကျော်အရွယ်ခန့်ရှိသောဂျင်းနီရောင်အစင်းရှိသော ချောမောလာပါသည့်လူရွယ်ကဘိုဂရိုကြီးအားမာမီဟုခေါ်လိုက်ရာဘိုဂရိုကြီးကအင်္ဂလိပ်ဘာသာဖြင့်ပက်ထရစ်နဲ့မိတ်ဆက်ပေးရအောင်မယ်ဟုပြောပြီးနောက်မြန်ရင်းတွေဘက်သို့လှည့်ကာအင်္ဂလိပ်တစ်ပိုင်းဗမာတစ်ပိုင်းစကားဖြင့်အောက်ပါအတိုင်းမိတ်ဆက်ပေးပါတော့တယ်။မိုင်ဆန်ပက်ထရစ်ပက်ထရစ် ဟောရီစစ်စတာကြီးကညာနင်းရဲတဲ့ပွဲယုံပိုင်ရှင်မော်လမြန်ကမာမီနဲ့လက်စီယာရုံကယထာတူစည်းခဲ့တာပက်ထရူခေါ်သည့်လူရဲကလည်းညာနင်းရဲနဲ့တည်ကျဲရခြင်းအတွက်ဝမ်းမြောက်ဝမ်းသာရှိကြောင်းပြန်၍ပြောလင်ညာနင်းရဲလည်းမြန်မာဘာသာဖြင့်ဝမ်းမြောက်ကြောင်းပြန်၍ပြောရပါတယ်ထို့နောက်ညာနင်းရဲလည်းဘူရော်ကြီးတိုက်ကြွေးသောကော်ဖီကိုတောက်ပြီးလင်ကော်ဖီတောင်ရင်နှစ်ပင်ကော်ဖီပကံကိုအကာအကွယ်ယူပြီး မြန်နင်းတွင်သည်ပက်ထရစ်ကိုခိုး၍ကြည်ပါれဘိုးကတော်ကြီးနှင့်လည်းမတူအဖေဘီလက်သား၏အသွေးရောင်မျိုးလည်းမပါဘဲမြမပီသားလာသောအသားရောင်သည်မြန်နင်းတွင်၏မျက်စိထဲ၌ဆွဲထင်သွားပါတော့れကိုလုံးကိုပေါက်ဖြောင်းစင်း၍ခြေဆံလက်ဆံရှည်သွဲခြင်းသည်ကြည်၍ကောင်းလာပါれပက်ထရစ်၏ကြေပြန်သောမေးရိုးပြီးစည်းစက်လာသောနှခမ်းမြမပီသားချင်းကြောင့်ကြည်၍ကောင်းသောမျက်လုံးမျက်ဖန်တို့ကြောင့်မြန်နင်းတွင်သည်ပက်ထရစ်နှင့်ဘိုးကတော်ကြီးကိုဆက်ဆက်ကြည့်ရှုမိပါれ။ ဘူဂရော်ကြီးမှာဘိုးစံတော်လဲပူအိုက်အိုက်နဲ့အယုတ်ဆိုးလာသည်ဖြစ်ရာပက်ထရစ်သည်အမေတူမဖြစ်ကြောင်းသိကြလာပါတယ်။တဖန်ပက်ထရစ်သည်မြမပီတာသောရုပ်ရည်ရှိခြင်းကြောင့်သူ၏ဖခင်ဘီလက်တာမစ္စတာဖော့စတာနဲ့လည်းတူသည်မဟုတ်ကြောင်းညာနင်းနယ်ကတွေးမိပါတယ်။ညာနင်းနယ်မှာကော်ဖီကိုဆက်၍မတော့ဘဲပကံကိုချပြေထားသဖြင့်ပက်ထရစ်ကမမကော်ဖီကိုပော့ပော့ကြိုက်ပါသလားပြင်းပြင်းကြိုက်ပါသလားလို့အင်္ဂလိပ်လိုမေးလိုက်ပါတယ်။ ၎င်း၏မိခင်ဘိုးကတော်ကြီးကလည်းဧည့်သည်လူစိမ်းအား၎င်း၏မိခင်ဘိုးကတော်ကြီးကလည်းဧည့်သည်လူစိမ်းအားအင်္ဂလိပ်စကားဖြင့်မပြောလင်မကြာခဏဆူတက်သောကြောင့်ပတ်ထွက်သည်လဲဤသို့အင်္ဂလိပ်ဘာသာဖြင့်ပြောရခြင်းဖြစ်ပါသည်ညာနှင်းတွင်ဤစိတ်၌လဲတစ်ဖက်လူကအင်္ဂလိပ်လိုပြောနေပါလျက်အင်္ဂလိပ်လိုမပြောဘဲမြန်မာလူကြီးပြောနေလင်အရွက်တိုက်သလိုဖြစ်နေမည်ဆိုသဖြင့်လွန်စွာအထက်တန်းကျသောလေယူလေသိမ်းဖြင့်မမကနည်းနည်းအချိုကျတယ် ဒါကြောင့်ဒီကော်ဖီယာအတော်ပါပဲလို့ပြောလိုက်ရာပက်ထရစ်ကပြုံး၍နှုတ်ဆက်ပြီးနောက်ဘူဂရိုကြီးဘက်သို့လှည့်ကာမမီကျွန်တော်တော်မီစီကိုသွားလိုက်အောင်မယ်လို့ဆိုကာအခန်းတွင်းသို့ဝင်ရိပ်သွားပြီးအဝတ်စားလဲပါတော့တယ်။ညမကြမီ၌ပင်ဘောင်းဘီအဖြူအင်ဂျီအဖြူရှူဖနက်အဖြူတို့ဖြင့်တည်သက်ကြနာစွာဝစ်စင်ကာအင်္ဂလိပ်ရုပ်ရှင်မင်းသားဗလင်တီနို၏သပင်မျိုးကိုတည်သက်စွာဖိပြီးထွက်လာသောပက်ထရစ်ကိုမြင်လင်မော်လမြိုင်သူအဖြူကြီးများနှင်းတွင်လည်း မိမတို့အိမ်တွေရွှေပေးမရဟူသော စကားပုံကိုရိုက်ချိုး၍ပက်ထရီအားခိုး၍ခိုး၍ကြည်ရမှပြောင်ပြောင်တင်းတင်းကြီးကြည်ပါတော့တယ်။ထို့သောကြည်ပြီးနောက်တေပြီးကြည်ကောင်းတဲ့လူပါလားဟုစိတ်တွင်းမှချီးကျူးမိပါတော့တယ်။ပက်ထရီသည်လည်းမိခင်ဖြစ်သူဘိုးတော်ကြီးနှင့်ညာနှင်းတွင်အားနှုတ်ဆက်ကလေကလေးတချွန်ချွန်ဖြင့်အပြင်သို့ထွက်သွားပါတော့တယ်။ပက်ထရီချန်ပီယံရောက်သည့်အထိပက်ထရီ၏နောက်ကျောကိုမိခင်ဖြစ်သူဘိုးတော်ကြီးကကြည်၍နေပါတယ်။ ထိုကမော်လမြိုင်သူအပြိုကြီးကလည်းဘူဂရော်ကြီးကဲ့သို့ပင်ပက်ထရစ်ဤကျဲပြန်သောကြောပြင်ကြီးကိုကြည့်၍နေပါတော့တယ်ပက်ထရစ်ကသူ့ဒယ်ရီသွေးလည်းမပေါ့ဘူးအိုင်ရဲ့သွေးလည်းမပေါ့ဘူး grandfather ရဲ့သွေးပဲပါတယ်တိတ်ပြီးမြမဆန်နေဘူဆန်အောင်မနှဲလောက်ရတာအိုင်တို့ဒယ်ရီကနှကမ်းမွေးကကားကြီးနဲ့တကယ့်ဗမာကြီးရွှေဘိုသားမြေပိုင်ရှင်အန်ဒီငငယ်ကခရစ်ယာန်သီလရှင်ကျောင်းမှာနေတယ်အဲခရစ်ယာန်နဲ့ဝင်ပြီးမစ္စတာဖော့စတာနဲ့လက်ထပ်လိုက်တော့ ရွှေဘိုသားဒေဒီကြီးကအလွန်ပဲစိတ်ဆိုးတယ်။တမီးအဖြစ်အတိမတ်မပြုတော့ပါဘူး။ဟိုးကိုချိတ်ထားတဲ့ဓာတ်ပုံကဒေဒီပုံပေါ့။ဥရွှေကောင်းလို့ခေါ်တယ်။ထို့သူပြောတာဘိုဂရော်ကြီးကအခန်းနေရန်၌ချိတ်ထားသောဓာတ်ပုံကိုညွန်ပြသဖြင့်ညာနှင်းတွေလည်းကြည့်လိုက်ရာရှောင်းစောင်းကိုထုံး၍အပေါ်ပိုင်းဗလာချင်းကထိုးခွင်းမင်ချောင်ပြည့်နေလျက်ခါထောက်၍ရက်နေသောခန့်ညားသည့်မြမယောက်ျားတူဦးပုံကိုတွေ့ရပါတော့တယ်။ပက်ထရစ်နဲ့တူရဲ့မဟုတ်လား။ ဘာမီဘောဇင်ပွဲမှာဒေရီငငယ်ရရိုက်ထားတဲ့ဖိုတိုဒေရီကဘာမီဘောဇာအကွက်ပက်ထရစ်က grandfather သွေးပါတယ်ညီမဆန်နေအဲ့ဒီအချက်ပဲပက်ထရစ်နဲ့အိုင်နဲ့မကြာခဏရန်ဖြစ်ရတာခုတော့သူလည်းအတော့ဘူးဆန်လာပါပြီလို့ဘိုးကတော်ကြီးကပြန်ပြီးပြောလိုက်ပါတယ်အန်ဒီရောအင်ကြီးကစောက်ထားတာကြားပြီနော်ထို့သောမြန်နှင်းတွေကပြန်ပြီးပြောလိုက်ရာဘိုးကတော်ကြီးကစောက်ထားတာကတော့ကြားပါပြီဒါမဲ့မန်လီပြောင်းလိုက်ပြင်းဦးလင်ပြောင်းလိုက် ရေနံချောင်းပြောင်းလိုက်နဲ့ဒီမှာနေရတယ်လို့မရှိပါဘူးကွယ်ဒါလင်မသေးခင်၃နှစ်လောက်မှပဲဒီအင်ကြီးမှာကောင်းကောင်းနေရတော့တယ်ပက်ထရစ်ကောလိတ်တက်တော့အိုင်တို့ကမန်ဒလီမှာနေကြတယ်ဒီအင်ကြီးကပိတ်ထားတယ်ပက်ထရစ်လည်းဟိုစတယ်မှာပဲနေတယ်ဟောလီဒေးဆိုရင်မန်လီကိုပြန်တယ်တခါတလေ grandfather ရှိတဲ့ရွှေဘိုကိုလည်းသွားတယ်သူ့တော့ grandfather ကြီးကစကားပြောတယ်ရှူဘိုရောက်တာနဲ့မြမဆန်အောင်လှုပ်လိုက်တာပဲ။ထမင်းစားရင်လက်နဲ့စားခိုင်းနေ။ဇွန်ခင်းရင်သုံးခွင့်မပြူဘူး။ အင်္ဂလိပ်လိုမပြောရဘူး။ရောင်ပြီးတခွန်းပြောမိရင်ခေါင်းကိုတစ်ချက်ထိုးတယ်။အေးကနေအိမ်ပြန်ရောက်လာရင်ပက်ထရစ်ကိုသူ့ဒေဒီကမြန်မာလိုမပြောရဘူး။ပြောမိရင်မုတ်ဘိုးတွေကဖိုင်းချက်တယ်။ထို့သောပြောလိုက်ရာမြန်နင်းတွေလည်းမြန်မာဆန်သောအဖိုးဖြစ်သူဥွှေကောင်းနဲ့ဘိုးဆန်သောမစ္စတာဖိုစတာတို့၏ကြားတွင်ဟိုလိုပုံသွင်းလိုက်ဒီလိုပုံသွင်းလိုက်နဲ့ပုံအမျိုးမျိုးတွင်းခံနေရသောပက်ထရစ်၏အဖြစ်ကိုတွေးမိရင်ပက်ထရစ်ပေါ်၌ဂယုဏတက်မိပါတော့တယ်။ ဘိုးတော်ကြီးအားပြန်ရန်နှုတ်ဆက်လိုက်ပါတော့တယ်။ထိုအခါဘိုးတော်ကြီးကယူကိုပြောချင်တာကတော့ယူဒင်းကြီးကိုဝယ်မယ်ဆိုတဲ့အကြောင်းဘသူ့မှာလေတံမဟုတ်ပါပဲ။အိုင်ရဲ့အကျွေးရှင်တွေများဒီသတင်းကိုကြားရင်အိုင်တော့ငဲပြီကိုတခါလေးရောက်သွားမှာပဲလို့တောင်းမန်ရညာနင်းတွေကလည်းမြည်သူ့မှာအတိပေးမိမဟုတ်ကြောင်းဝန်ခံရပါတယ်။ဝယ်ပြပြချင်းတော့အိုင်တို့သားမီကိုနေရာဖယ်မခိုင်းပါနဲ့ဦး။အင်ကြီးကိုရောင်းလိုက်ပြီဆိုတာပက်ထရစ်သိရင်အလွန်ဝမ်းနည်းသွားလိမ့်မယ်။ ဲ့ဒါကိုပဲစိုးရိမ်တာပါလို့အင်္ဂလိပ်ဘာသာဖြင့်တောင်းပန်ပြောဆိုလိုက်ရာညာနှင်းတွေကလည်းပြောင်းရွှေ့နိုင်ရင်အချိန်လုံးလုံးလောက်လောက်ဘေးမီဖြစ်ကြောင်းပြန်၍ပြောဆိုပါတယ်။နောက်တနေ့၌ကလားရှိနေမစ္စတာကစ်စနာကိုခေါ်၍ဂျိုကုံအင်းစိန်လမ်းခွေအနီးရှိဘိုရင်ကြီးကို အပီးပိုင်ငွေချေ၍ဝယ်ယူလိုက်ပါတော့တယ်။